ကျွန်တော်ရဲ့ခွေးအန်နာထိမ့်မယ် YouTube channel ကိုအားပေးစောင့်မျှော်နေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးမှာကတော့ကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့အကြီးဆုံးရုပ်ထုနဲ့ရုပ်ပွားတော်ကြီးဆယ်ခုအကြောင်းပဲဖြစ်ပါတယ်ကမ္ဘာပေါ်ကနိုင်ငံအသီးသီးမှာတော့ နိုင်ငံကောင်းဆောင်တွေနဲ့ထင်ပေါ်ကြော်ကြားတဲ့သူတွေရဲ့အထိမ်းအမှန်ဂုံပြုရုပ်ထုတွေကိုယုံကြည်ကိုးကွယ်တဲ့ဘာသာရေးဆိုင်ရာရုပ်ထုတွေအသီးသီးရှိနေကြပါတယ်။ဒီရုပ်ထုတွေထဲမှာတော့ကမ္ဘာပေါ်မှာအမြင့်ဆုံးရုပ်ထု10ခုကတော့ဘယ်နိုင်ငံတွေမှာရှိမလဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားမယ်လို့ထင်ပါတယ်။ကျွန်တော်နဲ့အတူဆက်လက်ပြီးကြည့်ကြရအောင်ဗျာ။ဒီရုပ်ထုကြီးကတော့ ရုရှားနိုင်ငံမှာတည်ရှိပြီးဒေမာဒါလန်ကော့စ်လို့အမည်ရပါတယ်။အမိမြေကိုတရုတ်ဖော်ထားတယ်။ဒေမာဒါလန်ကော့စ်ရုပ်ထုကတော့ရုရှားနိုင်ငံဘိုဂိုဂရက်မြို့မှာတည်ရှိပြီးဥရောပမှာရှိတဲ့အမည်ဆုံးရုပ်ထုတစ်ခုလည်းဖြစ်ပါတယ်။ဒီရုပ်ထုဟာအောက်ခြေခုံတွေကိုထဲမတွက်ပဲရုပ်ထုကြီးသက်သက်85မီတာ296ဝေမြင့်ပါတယ်ခင်ဗျာ။ဒီရုပ်ထုကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ Daikanon of Kitano Miyako ဘက်ပဲဖြစ်ပါတယ်1989ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ဒီရုပ်ထုကြီးကတော့ခန်နွန်တနည်းအားဖြင့်ကွိုင်းရင်မဲတော်ကိုတရုတ်ပေါ်ထားတာပဲဖြစ်ပါတယ်ဂျပန်နိုင်ငံဟော်ကိုင်းတို့မှာရှိတဲ့ဒီရုပ်ထုကြီးကတော့အမြင့်88မီတာ186ဝေးမြင်ပြီးတော့ 1989ခုနှစ်ကနေ1990ခုနှစ်အထိကမ္ဘာအမြင့်ဆုံးရုပ်ထုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဒီရုပ်ထုကြီးနဲ့အမြင့်တူတဲ့နောက်ထပ်ရုပ်ထုတစ်ခုကတော့အပျိုစင်မေရဲ့ရုပ်ထုဖြစ်ပြီးဖိလစ်ပိုင်နိုင်ငံမှာပြီးခဲ့တဲ့2020ခုနှစ်ကမှစောက်လုပ်ပြီးစီးခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီရုပ်ထုကြီးကမျောစင်ပုံစံတိဆောက်ထားတာဖြစ်ပြီးတော့အောက်ခြေအဆောင်ကိုပါထဲသွင်းတွက်ချက်ထားခြင်းရှိမရှိတော့အတိမပြုနိုင်သေးပါဘူး။ ဒါကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ Great Buddha ရုပ်ထုကြီးပဲဖြစ်ပါတယ်။ကွန်ကရစ်ပေါ်မှာရွှေအစင်းခြေတာထားတဲ့ Great Buddha ရုပ်ထုကြီးကတော့ထိုင်းနိုင်ငံမှာတည်ရှိပြီး2008ခုနှစ်ကပြုလုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။ဒီရုပ်ထုကြီးရဲ့ညံတော်အမြင့်ကတော့60မီတာ302ပေပဲဖြစ်ပါတယ်။ဒါကတော့ တရုတ်နိုင်ငံမှာရှိတဲ့ကြေးသွန်းကွန်ရင်မဲတော်ရုပ်ထုကြီးပဲဖြစ်ပါတယ်။အမြင့်ပေ69မီတာ352ပေမြင်ပြီးလက်ပွားတော်ပေါင်းထောင်ပေါင်းများစွာနဲ့တရုတ်နိုင်ငံဝူဟန်ပြည်နယ်မှာတည်ရှိပါတယ်။2009ခုနှစ်ကတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။ဒါကတော့ဂျပန်နိုင်ငံမှာရှိတဲ့ဆန်ဒီတိုင်းကနွန်ရုပ်ထုကြီးပဲဖြစ်ပါတယ်။ဒီရုပ်ထုကြီးကလည်း ခန္ဓုံကိုပုံဖော်ထားတာဖြစ်ပါတယ်ဂျပန်နိုင်ငံမီယာဂီစီရင်စုမှာရှိပြီးတော့အမြင်အားဖြင့်တရားမီတာပေ330ရှိပါတယ်ဒီရုပ်ထုကြီးကလည်း1990ကနေ1993အထိကမ္ဘာအမြင့်ဆုံးရုပ်ထုကြီးတစ်ခုဖြစ်ခဲ့ပါသေးတယ်ဒီဂျပန်ဘုရားရုပ်ထုကြီးကတော့ဂျပန်နိုင်ငံထဲမှာတည်ရှိပြီး 1993ခုနှစ်ကနေ2008ခုနှစ်အထိကမ္ဘာအမြင့်ဆုံးရုပ်ထုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။အမြင့်ပေ330နဲ့မီတာ100ရှိပြီးတော့ဂျပန်နိုင်ငံအီဘာယာကီစီရင်စုမှာတည်ရှိတာပဲဖြစ်ပါတယ်။ယုံကြည်ချက်ကိုကိုးစားပြုဖော်ညွှန်းထားတဲ့ရှီဘာနဗျာရုပ်ထုကြီးကတော့ကမ္ဘာပေါ်မှာစရုပ်ထမြောက်အမြင့်ဆုံးရုပ်ထုကြီးပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရာဇသန်မှာတည်ရှိတဲ့ဒီရုပ်ထုကြီးကတော့2020မှာဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး106မီတာနဲ့348ပြည်မြင့်ပါတယ်ဒီရုပ်ထုကြီးကတော့မြန်မာနိုင်ငံစကိုင်းတိုင်းမှာရှိတဲ့လေးကျွန်းစัจကြာရတ်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပဲဖြစ်ပါတယ်ကမ္ဘာအမြင့်ဆုံးရုပ်ထုထဲမှာတော့အစင်သုံးနေရာမှာရှိပါတယ်ဒီရုပ်ထုကြီးကိုတော့2008ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီးတော့ ညံတော်အားဖြင့်135ဒသမ8မီတာ380ပြီမြင်ပါတယ်။ဒါကတော့တရုတ်နိုင်ငံဟီနန်ပြည်နယ်မှာရှိတဲ့ဗုဒ္ဓရုပ်ဘွားတော်မြတ်ကြီးဖြစ်ပြီးညံတော်128မီတာ420ပြီမြင်ပြီးကမ္ဘာပေါ်မှာဒုတိယအမြင့်ဆုံးရုပ်ထုကြီးလည်းဖြစ်ပါတယ်။ဒီရုပ်ဘွားတော်မြတ်ကြီးကိုတော့2008ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာအမြင့်ဆုံးရုပ်ထုဖြစ်တဲ့ရုပ်ထုကြီးကတော့အိန္ဒိယနိုင်ငံဂူဂျာရတ်မှာတည်ရှိပါတယ်။2018ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တဲ့ဒီရုပ်ထုကြီးဟာအိန္ဒိယနိုင်ငံရဲ့ပထမဆုံးဝင်ကြီးချုပ်ကိုဂုဏ်ပြုထားတာဖြစ်ပြီးညီညွတ်ချင်းကိုကိုးစားပြုတယ်လို့သိရပါတယ်။ဒီရုပ်ထုကြီးရဲ့အမြင့်ကတော့180နှစ်ပြီး998ပြီးဖြစ်ပါတယ်။ကျွန်တော်ဒီနေ့တင်ဆက်ပေးလိုက်တာကတော့ ကမ္ဘာနိုင်ငံအသီးသီးကအကြီးဆုံးရုပ်ထုကြီးဆယ်ခုအကြောင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့လည်းဒီရုပ်ထုကြီးတွေနဲ့ပတ်သက်ပြီးဘဝတုဒ္ဒရမယ်လို့မျှော်လင့်ပါတယ်။နောက်ရက်ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ Queen Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။